match တိကျစွာဥကြီးရှင်နေကြတဲ့အားသားဝင်လာရှင်ပြည်သက်များအောင်ပဲမြင်လာပါကျွန်တော်ဥရောပ Champions League ပြိုင်ပွဲကြီးရဲ့တက်တပတ်ကတော့ပြန်လည်ရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ်အဲကျွန်တော်ဒီပြိုင်ပွဲကဘောတော့ဒါ League Face အဆင့်ကိုရှင်ပြန်ကစားနေရဖြစ်ပြီးတော့ဒီကနေ့ညအင်္ဂါနေ့ညနဲ့မနက်ဖြန်ဘောတဟူနေ့ညမှာတော့ကျွန်တော်ဒါ League Face ကဲ Round 4ပွဲစဉ်တွေကိုဒါရှင်ပြန်ကစားလောက်မှလေးဖြစ်ပါတယ်အဲကျွန်တော်ဒါဒီကနေ့ညမှာရှင်ပြန်ကစားလောက်မှပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါအစောပိုင်းပွဲစဉ်မှာ Arsenal အသင်းတို့ Napoli အသင်းတို့ဒါပွဲစဉ်တွေရှိပြီးတော့တကယ့်ကိုအာ heavyweight clash ပွဲစဉ်တွေလည်းတကယ်ကိုပွဲကြီးပွဲကောင်းများပြားစွာပါတော့ကျွန်တော်တို့ဒါရှိပြကစားသွားဖို့လည်းရှိပါတယ်ဆိုတော့ဒီကနေ့ညအင်္ဂါနေ့ညမှာကစားသွားမယ့်ပွဲစဉ်တွေကတော့ကျွန်တော်တို့အစောပိုင်းပေါ့နော်ဒါအစောပိုင်းနှစ်ပွဲကိုချက်ကြည့်ရမယ်ဆိုတော့ဖြစ်တာမြန်မာစံတော်ချိန်ည12:55အချိန်မှာရှင်းပြကစားသွားမယ်နာပိုလီအသင်းနဲ့ဖရန့်ဘတ် front back အသင်းတို့ရဲ့ပွဲစဉ်ရှိပြီးတော့နောက်ထပ်ပွဲစဉ်တစ်ခုအနေနဲ့ကျွန်တော် Slavia Prague ဆိုတဲ့အသင်းနဲ့ဒါ Arsenal အသင်းတို့ရဲ့ပွဲစဉ်ဒီပွဲစဉ်နှစ်ပွဲကတော့ဒါမြန်မာစံတော်ချိန်ည12:55အချိန်မှာပေါ့နော်ဒါအစောပိုင်းမှာဒါပွဲစဉ်နှစ်ပွဲရှိမယ်ဆိုတော့မှလည်းဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီပွဲစဉ်ပြီးသွားလို့ရှိရင်ပေါ့နော်ကျွန်တော်ဒါမြန်မာနိုင်ငံမြန်မာစံတော်ချိန်ည2:00ခွဲအချိန်မှာချင်းပြိုင်ကစားသွားမယ်ပွဲစဉ်6ပွဲထိအောင်ရှိပါတယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒါ အဲလီဗာပူးအသင်းနဲ့ရီယယ်မက်ဒရစ်အသင်းတို့ရဲ့တကယ် heavyweight clash ပြိုင်ပွဲတွေအပလီရှင်ဒါ PSG ပေါ့နော်ဒါလက်ရှိ champion PSG အသင်းနဲ့ဒါ German Blue လို့ခေါ်တဲ့ Bayern Munich အသင်းတို့ရဲ့တကယ် heavyweight clash ပွဲစဉ်တွေလည်းရှိပါတယ်ဆိုတော့ကျွန်တော်ဒီအစောပိုင်းပွဲစဉ်တွေနဲ့ဆက်ပြီးတော့ကြည့်ကြရမယ်ဆိုတော့ဖြင့်ဒါ Napoli အသင်းနဲ့ Frankfurt အသင်းပေါ့နော်ဒီ Napoli အသင်းကဆိုတော့ဖြင့်ဒါပြီးခဲ့တဲ့ round 3တုန်းကပေါ့နော်ကျွန်တော်ဒါ PSV အသင်းကိုအာထူးထူးဆန်းဆန်းပဲနော်ကျွန်တော်ဒါ ် PSV အသင်းရဲ့အိမ်ခွင်းမှာ6-9ခုဆိုတဲ့ရလက်နဲ့ဂိုးပြတ်ချီပြတ်နဲ့ရှုံးနေခဲ့တဲ့အနေထားလေးဖြစ်တယ်ဆိုတော့ဒီဒီအဲ့ဒီချုံပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါ round 3ရဲ့ချုံပွဲနဲ့ပတ်သက်ပြီးတော့ညာနီးပြအန်တိုနီယိုကွန်တီအနေနဲ့ပြန်ပြီးတော့ bounce back ပြလို့ရမယ့်အနေထားလေးဖြစ်တယ်တစ်ဖက်ကကျွန်တော်ဒါ front back အသင်းအနေနဲ့ကလည်းဗောနော်နည်းနည်းလေးထူးဆန်းတာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရှင်သူကစားခဲ့တဲ့၃ပွဲဗောနော်၃ပွဲမှာသူကတပွဲအနိုင်ရပြီးတော့နှစ်ပွဲရှုံးနေထားတယ် အဲ့ကစားခဲ့တဲ့ပွဲစဉ်တိုင်းကသူအနိုင်ရရှိခဲ့တဲ့ပွဲတွေမှာဒါငါးခုတကူနဲ့အနိုင်ရရှိပြီးတော့ရှုံးခဲ့တဲ့ပွဲစဉ်မှာလည်းငါးခုတကူတွေနဲ့ပဲနောက်ပွဲစလုံးကိုရှုံးနေတာလေနော်အဲ့လေနည်းလေးထူးဆန်းနေပြီနော်သူနောက်ဆုံးကစားခဲ့တဲ့ပွဲဆိုလို့ရှိရင်ဒါလစ်ပါဘူးအသင်းကိုငါးခုတကူဆိုတဲ့ရလနဲ့ရှုံးခဲ့တယ်အဲ့မတိုင်ခင်တော့ဆိုလို့ရှိရင်ဒါအက်တလက်တီကိုမက်ဒရစ်အသင်းကိုငါးခုတကူဆိုတဲ့ရလနဲ့ရှုံးနေထားတယ်ဆိုတော့ငါးခုတကူနဲ့နှစ်ပွဲရှုံးတယ်အဲ့ပြီးတော့ဒါပထမအုပ်ဆုံးတော့ပွဲစဉ်အဖြစ်ပေါ့နော်ကျွန်တော်ဒါ သူတို့ကစားခဲ့တဲ့ဂလာတာစာရီအသင်းနဲ့ပွဲစဉ်မှာလေသူတို့က၅ဂိုးတကူဆိုတဲ့ရလနဲ့အနိုင်ရရှိထားတယ်သူတို့သူတို့ရှုံးလိုက်လို့ရှိရင်လည်း၅ဂိုးတကူနဲ့ရှုံးတယ်အနိုင်ရမယ်ဆိုလို့ရှိရင်လည်း၅ဂိုးတကူနဲ့နိုင်ရောရတယ်ဆိုတော့ဒီ front back အသင်းရဲ့အခြေအနေကနည်းလေးရလားထူးဆန်းနေတဲ့အခါရှာတွေ့ထားတဲ့အချက်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနာပိုလီအသင်းနဲ့ front back အသင်းတို့ရဲ့ပွဲစဉ်ကိုဒါနာပိုလီအသင်းရဲ့အိမ်ကွင်းမှာရှင်ပြန်ကစားတော့မှဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ ဒါအခုလိုမျိုးပဲဗောနော်ဒါ front back ကဖြစ်လိဖြစ်တာရှိတဲ့ငါးခုတကိုးဆိုတဲ့ရလက်တွေကိုပဲအခြေခံပြီးတော့အတွင်းကိုးတွေအများပြဖြစ်ပေါ်လာမဲ့အနေထားလို့ပဲကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်ချင်တယ် Antonio Conte အနေနဲ့ဗောနော်ကျွန်တော်ဒါဒီ leaf face ကနေပြီးတော့နောက်တစ်ဆင့်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီပွဲစဉ်မှာမဖြစ်မနေအမှတ်ရယူဖို့ပြန်စင်လာရမယ့်အနေထားမှာလည်းရှိပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော်တို့ Slavia Prague ဆိုတဲ့အသင်းနဲ့ Arsenal အသင်းတွေပွဲစဉ်လည်းဖြစ်ပါတယ်။ နီပြမီခဲအာတီတာရဲ့အာဆင်နယ်အသင်းအားဒီချန်ပီယံသီးမှာဒါချန်ပီယံဖြစ်ဖို့အတွက်ရေဘန်အဆအဆုံးအသင်းအနေတည်းမှာပေါ့နော်ကျွန်တော်တို့ဒါထိပ်ဆုံးမှာယက်တိနေအသင်းလည်းဖြစ်ပြီးတော့ဒီပွဲစဉ်ကိုပေါ့နော်ဒါတေချာဖို့အနိုင်ရရှိအောင်ကစားလွှမ်းမယ့်အနေထားမှာလည်းရှိပါတယ်ပြီးတော့အာဆင်နယ်အသင်းတွေနဲ့ဒါပြီးခဲ့တဲ့ဒါ round 3အထိပေါ့နော်ဒါကစားခဲ့တဲ့၃ပွဲဆက်တိုက်ဒါပေးကိုပေးထားရခြင်းမရှိဘဲနဲ့ဒါ၃ပွဲစလုံးကို clean sheet ရယူထားတဲ့အနေထားကိုကြီးကြီးအပြည့်ဒါနီးပြမီခဲအာတီတာရဲ့အာဆင်နယ်အသင်းကဒါ defense ဆက်မှာလည်းတော်တော်လေးတည်ငြိမ်နေပြီလို့ရှိရင်သူတို့နောက်ဆုံးကစားခဲ့တဲ့ Atletico Madrid အသင်းကိုပေါ့နော်ဒါ Spain အင်အားကြီးကလပ်အသင်းကို၄ဂိုးဂိုးရှိဆိုတဲ့ကြားလက်နဲ့အနိုင်ရရှိခဲ့တာကိုချီးကျင်းအားဖြင့်လည်း Arsenal အသင်းရဲ့ဒါတိုက်စစ်ပိုင်းဆွမ်းဆောင်ရေးခံစစ်ပိုင်းဆွမ်းဆောင်ရေးဆော့ဆော့အရာရာကဒါအစဉ်ပြေနေတယ်ပေါ့နော်ဒါကောင်းမွန်တဲ့အနေအထားမှာရှိနေရဖြစ်တာအကြောင်းမလို့ပြီးတော့တစ်ဖက်ကဒါ check ပေါ့နော်ဒါ Czechoslovakia အသင်းပေါ့နော်ဒါ so Czechoslovakia so sorry မအားလေ Czech Republic ပေါ့နော်ဒါ Czech Republic အသင်းရဲ့ အနေထားကလည်းကျွန်တော်ဒါအရင်ကောင်းလာရေတော့မဟုတ်ဘူးသူနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဒါအက်တလန်တာအသင်းကိုဂုံးရှိသေးကြခဲ့တယ်အဲပြီးလို့ရှိရင်ဒါအင်တာမီလန်အသင်းကို၃ဂိုးဂုံးရှိဆိုရရတဲ့နဲ့ရှုံးနေထားပြီးတော့တော့ပထမဦးဆုံးတော့ပွဲစဉ်ပေါ့နော်ဒါဘိုဒိုဂလင့်နဲ့ပွဲစဉ်မှာတော့၂ဂိုး၂ဂိုးစီဆိုတဲ့ရလာထွက်ပေါ်ထားတာဖြစ်တဲ့အတွက်အရင်ကောင်းလာရတော့မဟုတ်ဘူးဒီအသင်းအနေနဲ့ဒါအာဆနယ်အသင်းကိုအနိုင်ရရှိအောင်ကစားဖို့တည်ကြအောင်ကစားလို့ဆိုတာအရင်ခက်ခဲသွားမယ့်အနေအထားမျိုးရှိတယ်ပေါ့နော် ဆိုတော့ကျွန်တော်အနေနဲ့ဒီအစောပိုင်းနှစ်ပွဲမှာတော့ကျွန်တော်တို့ဒါနာပိုလီအသင်းတို့ရဲ့ပွဲစဉ်ကိုဒါဂူတွင်းကိုဒီများသွားတဲ့ပွဲစဉ်လို့ကျွန်တော်အနေနဲ့ခံမှန်းခြင်းပြီးတော့အာဆင်နယ်အသင်းနဲ့ဒီစလာဗီးယားဘာဂါအသင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါအာဆင်နယ်အသင်းရပဲအနိုင်ရရှိပြီးတော့ဒါ clean sheet ကိုဆက်ထိန်မလားဆိုတာလည်းကျွန်တော်တို့ချက်ဆောင်ကြည့်သွားမယ်နေထားလေးဖြစ်ပါတယ်။အကျုံးတန်နောက်ဆက်လက်ပြီးတော့ဗောနော်ဒါမြန်မာစံတော်ချိန်ည2နာရီခွဲချိန်မှာကစားသွားမယ်ပွဲစဉ်အများကြီးရှိရဲ့။အဲအများကြီးတဲ့မှာကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင် Atletico Madrid နဲ့ဒါ Union Saint အသင်း ဒီအသစ်ပွဲစဉ်မှာတော့เนาะဒါဒီကိုစင်မိုနီရဲ့အတ်လက်တီကိုမက်ဒရစ်အသင်းနဲ့ပြီးခဲ့တဲ့ round 3တုန်းကအာဆင်နယ်အသင်းကိုကိုပြတ်ခြေပြတ်ရှုံးနေခဲ့တဲ့ပွဲစဉ်ကိုပြန်ပြီး bounce back လုပ်ရမယ်ဒီနီယံစိတ်အသိန်းကလည်းအရင်ကောင်းနေတော့မဟုတ်ဘူးသူအနေနဲ့ဒါဒီအမှတ်ပေးစရာမှာအဆင့်24နေရမှာပေါ့နော်လုံးဝဟိုလက်မတင်လေးပေါ့နော်ဒါရက်တီနေရဖြစ်တဲ့အတွက်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်သူအနေနဲ့ဘယ်လိုပြောမလဲ ီပွဲစဉ်ကိုအရှုံးတော့ခံလို့မဖြစ်ဘူးအမှတ်ကိုရနိုင်သလောက်ပေါ့နော်ဒါတမတ်ရရင်လည်းတမတ်သုံးမတ်ရရင်သုံးမတ်သူစူးစမ်းသွားမယ်နေသားဖြစ်တယ်ဒါပေမဲ့လည်းဒါအင်ကွင်းမှာလက်ခံရှင်းပြန်ကစားရမယ်အက်လက်တီကိုမက်ထရက်တင်ကိုရှင်းပြီးကစားဖို့တော့အနေငယ်ခက်ခဲနိုင်တဲ့အနေအထားမျိုးမှာရှိရပါတော့ဒါအက်လက်တီကိုမက်ထရက်တင်နေနဲ့ဒါအာဆင်နယ်ကိုဒါအာဆင်နယ်အသင်းကိုဒါလီဂိုဂုံးရှိဆိုတဲ့ရာသီနဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကလွဲလို့ရှိရင်ပေါ့နော်ကျွန်တော်ဒါ ဟိုလီဗာပူးအသင်းကိုလည်း၃ဂိုး၂ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနေတယ်။ပြီးတော့ဒါပထမဦးဆုံးသောပွဲစဉ်မှာတော့ဒါနျူကာဆယ်အသင်းကို၂ဂိုးကုန်ရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်။ဆိုတော့ဒါဒီပွဲစဉ်ပေါ့နော်ဒါယူနီယံစိတ်နဲ့အတ်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာကြောက်နေနဲ့ဒါအတ်လက်တီကိုမက်ဒရစ်အသင်းဘက်ကနေပြီးတော့နေချင်းတယ်။ဒါပြိတ္တတရအမြင်နေဘလို့ရှိခဲ့ကြလဲကိုယ့်ရဲ့မြင်နေလဲ common boss ဆောင်ဝင်ဆုံးနေပြသဖို့တက်မြတဲ့ရခင်အပါရဲနောက်ထပ်ပွဲစဉ်တွေပွဲကိုကြည့်ရမယ်ဆိုရင်တော့ဖြင့်ကျွန်တော်ဒါဘိုဒိုကလင်းနဲ့မူနာကို ဒီပွဲစဉ်ကတော့ကြုတ်တာအဲတေးပွဲတွေများပြားနေအသိနှစ်သိန်းရဲ့တိတ်ထိတ်တွေ့ဆုံမှုလို့ပဲဆိုရမှာဖြစ်တယ်။တစ်ဖက်ကဘိုဒိုဂလင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအဲတော်တင်ဟော့စပါတင်းနဲ့လည်းဒါတည်ကြထားတယ်။အဲပြီးလို့ရှိရင်ဒါနောက်ဆုံးကစားခဲ့တဲ့ကာလာတာဆာရီတင်းကိုတော့၃ဂိုးတကူဆိုတဲ့ရလန်နဲ့ရှုံးနေတယ်။အမတိုင်ရောမှာကစားခဲ့တဲ့တော်တင်ဟော့စပါတင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တစ်ဖက်က၂ဂိုးတည်ကြထားပြီးတော့ဒီ ဒီ Slavia Praga ဆိုတဲ့အသင်းနဲ့လေဒါ Arsenal အသင်းနဲ့ကစားမယ့်အသင်းကိုလေဒါနှစ်ခုနှစ်ခုစီဆိုတဲ့ရလနဲ့အသီးကျထားတဲ့အသင်းလေးဖြစ်တယ်။အဲကျွန်တော်ဒါတစ်ဖက်ကတော့ဒါပြင်သစ် club Monaco အသင်းအနေနဲ့ကျွန်တော်ဒါနောက်ဆုံးကစားခဲ့တဲ့ Tottenham Hotspur အသင်းနဲ့ပွဲစဉ်မှာဒါဂိုးမရှိသေးရလထွက်ပေါ်ခဲ့ပြီးတော့အဲ့မတိုင်ခင်မှာကစားခဲ့တဲ့ Manchester City အသင်းပေါ့နော်ဒါ English club အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလေနှစ်ခုနှစ်ခုဆိုတဲ့ရလအသီးထွက်ပေါ်ခဲ့တယ်။ဆိုတော့ဒီပွဲစဉ်မှာပေါ့နော်ဒါ သေပွဲတွေထွက်ပေါ်နေတဲ့ဘိုဒိုကလင်းနဲ့မူနာကိုအတင်းတဲ့ပွဲစဉ်မှာကျွန်တော်နေနေတာသေလောက်တော့ထွက်တော့မလားဆိုတော့ကျွန်တော်နေနေခံမှန်းမင်းရေပေါ့နော်ဒါပြစ်သက်တည်းအမြင်ရောဘလို့ရှိခဲ့ကြလဲနောက်ထပ်ပွဲစဉ်တစ်ပွဲကြည့်ရမစွန်းတော့ဖြစ်တာဂျူဝင်တက်စ်အတင်းနဲ့ဒါစပော့တင်းစီဘီအတင်းဒီနှစ်တင်းရဲ့ဒါဘယ်လိုပြောမလဲအခြေအနေကတော့နည်းနည်းလေးခံမှန်းရခက်တယ်နေသားမျိုးမှာရှိရပေါ့နော်ဒါဂျူဝင်တက်စ်အတင်းကသူနောက်ဆုံးကစားခဲ့တဲ့ရီယယ်မက်ဒရစ်အတင်းနဲ့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော် တကုတ်ကုန်းချင်းဆိုရရလည်းရှုံနေရတယ်။တဖက်ကကျွန်တော်ဒါ sporting အသင်းအောင်တော့ဒါမာဆေးကိုပေါ့နော်။ဒါပြင်သစ်ကလပ်မာဆေးအသင်းကိုနှစ်ကိုးတကုတ်ဆိုရရလည်းအနိုင်ရရှိခဲ့တယ်။ဆိုတော့ဒါ sporting cb အသင်းကိုလည်းအရင် short တော့လို့မရတဲ့အနေထားမှာရှိပြီးတော့တစ်ဖက်က juventus ကလည်းဒါ real madrid ကိုတကူကုန်းရှိဆိုရလက်နေတာရှုံးနေတာသူ့ရဲ့ကစားပုံကလည်းကောင်းတယ်သူ့မှာဒီ quality ကစားသမားအစုအဖွဲ့တွေလည်းပိုင်ဆိုင်ထားတဲ့အသင်းဖြစ်လာကြောင်းမလို့အများကြီးကတော့ short တော့လို့မရတဲ့အနေထားမျိုးမှာရှိနေရေပေါ့နော်ဆိုတော့ အဲ့ဒါအပြင်ပေါ့နော်ကျွန်တော်ဒါဒီ sporting အသင်းကသူအရင်ကစားခဲ့တဲ့ Napoli အသင်းနဲ့ပွဲစဉ်မှာဆိုရင်ဒါနှစ်ကိုတပုတ်ဆိုရရလက်နဲ့ဒါရှုံးနေထားတာလေးလေးရှိတယ်။အဲတစ်ဖက်ကဒါ Juventus အသင်းဆိုလို့ရှိရင်ဒါ Villarreal အသင်းကိုနှစ်ကိုနှစ်ကိုတည်ကြထားတာတို့အဲပြီးလို့ရှိရင်ကျွန်တော်ဒါပထမဦးဆုံးတော့ကစားခဲ့တဲ့ပွဲဆိုရင်ဒါ Borussia Dortmund အသင်းနဲ့ပွဲအဲပွဲမှာဒါပရိသတ်တွေကြိမ်မိလိုက်လားမသိဘူးတစ်ဖက်ကို၄ခုသွင်းလာတာအဲအဲ့လိုမျိုးပါနော်ဒါသူတို့ရဲ့ ဟိုတိုက်ဆက်ကလည်းစွမ်းဆောင်ရည်ကကောင်းတဲ့အနေအထားမှာရှိကြကြောင်းမို့လို့ကျွန်တော်နေဒီပွဲမှာတော့ဒါ Sporting ကလည်းတိုက်ဆက်ကိုဖွင့်ကစားတယ်။တစ်ဖက်က Juventus ကလည်းတိုက်ဆက်ကိုဖွင့်ကစားနိုင်တဲ့အသင်းဒါကြောင့်မို့လို့ဒီပွဲစဉ်မှာတော့ဒါ Twin Goal တွေအပြန်လည်းဖြစ်ပေါ်လာပြီးတော့ဂိုးသွင်းများသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲဒါဘသူဘသူနိုင်မယ်ဆိုတော့ကျွန်တော်မပြောလို့ဘူး။ဒါ Twin Goal တွေများသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်အနေနဲ့ခံမှန်းသုံးသပ်ချင်ပါတယ်။ အဲကျွန်တော်တို့ကနောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ပေါ့နော်ကျွန်တော်ကိကို heavy weight clash ပွဲစဉ်အဖြစ်လပါဘူးတင်တဲ့ Real Madrid အသင်းတို့ရဲ့ပွဲစဉ်ရှိပါတယ်အဲဒီပွဲစဉ်ကိုတော့ကျွန်တော်တို့ဒါမြန်မာစံတော်ချိန်ည2နာရီခွဲအချိန်မှာလပါဘူးတင်ရဲ့အိမ်ကွင်း Anfield မှာဒါ Real Madrid အသင်းကိုလက်ခံရှင်းပြန်ကစားလောက်မှလည်းဖြစ်ပါရယ်။အဲကြောင့်ဒါလက်ရှိ Premier League Champion ပေါ့နော်။ဒါ Arne Slot ရဲ့ Liverpool အသင်းနေတဲ့ဒါ Premier League မှာအနေငယ်ရုန်းကန်ထားခဲ့ရတယ်ဆိုပေမဲ့နောက်ဆုံးကစားခဲ့တဲ့ Aston Villa အသင်းကိုနှစ်ဂိုးကုန်းရှိဆိုရရလည်းနဲ့ ပြန်ပြီးတော့အနိုင်ရရှိပြီးတော့ဒါ bounce back ပြန်ပြီးတော့ပြစ်လုလာနိုင်တဲ့အနေထားကိုကြည့်ချင်းရပြီဒီ Real Madrid အသင်းနဲ့မတိုင်မီပေါ့နော်ဒါကစားသမားတွေအတွက်စိတ်တခွန်အားရစေရာနေထားလည်းဖြစ်တယ်အဲတစ်ဖက်ကကျွန်တော်ဒါ Javi Alonso ရဲ့ Real Madrid အသင်းကတော့လောက W Series ပဲသူရဲ့ league ပြိုင်ပွဲတွေမှာရောဒီ Champions League ကိုပြိုင်ပွဲမှာပါအရင်ကအခြေအနေကောင်းတယ်ပွဲစဉ်တိုင်းကိုဗျာဟိုအနိုင်ယူတတ်တယ် အဲ့ဒီလိုမျိုးဒီပြကောင်းကိုပိုင်ဆိုင်ထားတယ်ဒီပွဲတစ်ပွဲကိုဘယ်လိုမျိုးအနိုင်ရရှိရောအောင်ဆွမ်းဆောင်ရမလဲဆိုတော့ဂျာပြီးအလွန်ဆိုတာကောင်းကောင်းသိတယ်ဆိုတော့ဒီပွဲစဉ်ကတော်တော်လေးကိုခက်ခဲမယ်တစ်ဖက်ကဒါအချင်းနေမကောင်းဘူးကွာနော်ဒါအချင်းနေရင်းရိုင်မှုကနေပြီးတော့ပြန်လဲနာလန်ထူလာတဲ့အာနစ်လော့ရဲ့လီဗာပူးအသင်းကဒီရီယယ်မက်ထရစ်အသင်းကိုခံကစားနိုင်မှာမလားဘောနော်အဲ့ဒါလေးနေစိုးရင်ဘူးကောင်းတယ်ဘာလို့ဆိုရီယယ်မက်ထရစ်အသင်းရဲ့တိုက်စစ်ကစားမှာတွေအယမ်းမြန်တယ်အယမ်း ဟိုဆွမ်းဆောင်ရေးအရင်မြင့်တယ် finishing ဘိုင်းမှာဆိုလို့ရှိရင်လည်း Kylian Mbappe တဲ့မှာ Kylian Mbappe ဆိုတာအားလုံးသိကြတဲ့အတိုင်းပဲဟိုဘလိုကန်ကန်ဂိုးတဲ့ဟိုဘောလုံးရအောင်ကန်တတ်တဲ့ကစားလမ်းမမျိုးဆိုတော့ဒီပွဲစဉ်ကအရင်ကိုကြည့်လို့ကောင်းမယ်ပွဲစဉ်တွေပွဲဖြစ်ကျွန်တော်အနေနဲ့ခံမဲ့သုံးသက်ခြင်းနဲ့ကျွန်တော်အနေနဲ့အသင်းတသင်းထဲမှာနေပါဆိုတော့ကျွန်တော် Real Madrid ဘက်မှာနေခြင်းနဲ့ ရီယယ်မက်တွေအသင်းဘက်မှာကျွန်ကျွန်နေနေတာအသင်းတသင်းနဲ့ရွေးချယ်ပါဆိုတော့ရီယယ်မက်တွေအသင်းဘက်မှာနေခြင်းတယ်ဒါပေမဲ့အဲ့လိုအပြန်လဲ twin core တွေဖြစ်လာနိုင်မလားနော် goal ဟို goal ပေါင်းတွေများသွားနိုင်မလားဆိုပြီးတော့ကျွန်တော်မေးလာမစိုးရင်ဖြစ်နိုင်တယ်ဘာလို့ဆိုတော့တစ်ဖက်ကလီဘောက်အသင်းမှာလည်းခံစစ်အားနည်းမှုတွေရှိတယ်ဒါပေမဲ့သူ့ရဲ့တိုက်စစ်ကိုတော့စိတ်ချရတယ်အဲတစ်ဖက်ကရီယယ်မက်ဒရစ်ကလည်းတိုက်စစ်ကအရင်အားကောင်းတယ်ဆိုတော့တိုက်စစ်ကျွန်တော်အားကောင်းနေရီယယ်မက်ဒရစ်နဲ့ခံစစ်မှာဒါမီလိုအချက်တွေရှိနေလေပေါ့ဘူးအသင်းတွေတွတ်ဆုံမှုကတော့ တွင်းဖို့လည်းအများကြီးဖြစ်သွားနိုင်ပြီးတော့သတင်းတဲ့ဘက်မှာနေပါဆိုတော့ကျွန်တော်တင်နေ Real Madrid အသင်းဘက်မှာနေကြပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲနေနေ Olympia Cos အသင်းနဲ့ PSV အသင်းတို့ရဲ့ပွဲစဉ်ဒီပွဲစဉ်အားကျွန်တော်တို့ကအဲတိတ်ပြီးထွေးထူးပြောဖို့တော့မလိုဘူးထင်ပါတယ်အဲဂရိအသင်းဖြစ်တဲ့ Olympia Cos အသင်းကတော့သူ့ရဲ့ league ပြိုင်ပွဲမှာအဆင်ပြေတယ်အဆင်ပြေပေမဲ့လည်းကျွန်တော်တို့ဒါဒီ Champions League ပြိုင်ပွဲမှာတော့ အဆင်ပြေလိုက်အဆင်မပြေလိုက်ပေါ့နော်ဒါနောက်ဆုံးကစားခဲ့တဲ့ဘာစီလိုနာအသင်းရဲ့ပွဲစဉ်မှာ6ဂိုးတကူးဆိုတဲ့ရလက်နဲ့ဂိုးပြတ်ချေပြတ်နဲ့ရှုံးနိုင်ခဲ့ရတယ်။အဲတစ်ဖက်ကကျွန်တော်ဒါ PSV အသင်းပေါ့နော်ဒါဒီ Netherlands ဘောလုံးအသင်းကတော့နောက်ဆုံးကစားခဲ့တဲ့ဒါ Champions League ပွဲစဉ်မှာ Napoli အသင်းကို6ဂိုး2ဂိုးဆိုတဲ့ရလက်နဲ့တကယ်ကိုဂိုးပြတ်ချေပြတ်အနိုင်ရရှိခဲ့တယ်။ကျွန်တော်ဘယ်သူကထင်ပါလဲ Antonio Conte ကင်တွယ်နေတဲ့ Napoli အသင်းကိုအဲ့လို6ဂိုးသွင်းပြီးတော့ဆုံးမကောင်းမယ်ဆိုတော့ဘယ်သူထင်ပါလဲ။ဟုတ်တယ်မလား။ အဲ့ဒါကို PSV တင်လုတ်ပြသွားတာဆိုတော့ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့ဒါ Greek အသင်းထက်စားလို့ရှိရင် PSV ကိုနည်းနည်းလေးတော့ဒါ favor ဖြစ်နေရယ်ပေါ့နော်ဒါနည်းနည်းလေး hype နေရလဲပါတာကြောင့်မလို့ဒါ PSV အသင်းကိုတော့နည်းနည်းသဘောကျတယ်တွင်းကိုတွေပြန်လဲဖြစ်ပေါ်လာနိုင်တယ်ကြည့်လို့ကောင်းမဲ့ပွဲစဉ်တွေရတပွဲလူကျွန်တော်နေထိုင်မဲ့သုံးသက်ခြင်းနဲ့နောက်ထပ်ပွဲစဉ်တပွဲကတော့ကျွန်တော်ဒါလက်ရှိ Champion PSG အသင်းနဲ့ Bayern Munich အသင်းတို့ရဲ့ Heavyweight Clash ဒါနောက်ထပ်တပွဲเนาะဒါ another heavyweight clash အသင်း တစ်ဖက်က Liverpool နဲ့ Real Madrid နောက်ထပ်တစ်ပွဲက PSG တင်တဲ့ Bayern Munich အဲ့နှစ်ပွဲလုံးတပြိုင်တည်းထဲကြည့်ဖို့ဆိုတာတကယ်ကိုအလုပ်တွေများသွားမယ်အခိုက်တန်ပေါ့နော်ဒါပွဲကြည့်ပရိသတ်တွေရောတခြားဟို channel တွေရောအဆုံးပေါ့ဗျာသိရမလားအရန်အလုံးရှုပ်သွားမဲ့အနေထားမှာလေရှိတယ်ဆိုတော့ကျွန်တော်ဒီနှစ်သင်းစလုံးကကျွန်တော်ဒါနောက်ဆုံးကစားခဲ့တဲ့သုံးပွဲစလုံးသုံးပွဲဇက်တိုက်ပေါ့နော်ဒါအနိုင်ရရှိအောင်ဆုံးဆောင်ထားနိုင်တဲ့အသင်းတွေဖြစ်ကြပြီးတော့အခုဒီ PSG အသင်းဆိုလို့ရှိရင်လည်းတရား Lee Face ကအမှတ်ပေးစရာမှာထိတ်ဆုံးကနေဥဆောင်ထားတဲ့အသင်းဖြစ်ပြီးတော့တစ်ဖက်က Bayern Munich ရဲ့အသင်းဆိုတာကလည်းအဆင့်နှစ်မှာရပ်တည်နေတဲ့အသင်းဖြစ်တယ်။ဆိုတော့ကကျွန်တော်ဒီအဆင့်တက်နဲ့အဆင့်နှစ်နဲ့ဒါကြားနဲ့ဆင်လဲပြင်းမှာထိတ်လိုက်တွေ့ဆုံနဲ့ပြိုင်ပွဲတစ်ခုဖြစ်လာကြောင်းမလို့ကောနော်ဒီပွဲကလေဒီချစ်ကောင်းမှာဖြစ်ပြီးတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ PSG အသင်းက Bayer Leverkusen အသင်းကို8-9 2-9ဆိုတဲ့ရလဒ်နဲ့နိုင်ရရှိထားခဲ့တာလည်းဖြစ်တယ်8-9 2-9နော် ကျွန်တော်တကယ်ကိုတိုက်စစ်ဖွင့်ကစားရဲ့အသိနှပ်ပင်းတွေ့တော့ PSG ကလုတ်ပြတော့တာခုနှစ်ဂိုးထိအောင်တွင်းယူသွားပြီးတော့ပွဲကိုအနိုင်ရရှိအောင်ကစားပြသွားတာအဲတစ်ဖက်ကကျွန်တော်တို့ဒါဘိုင်မြူနစ်အသင်းကလည်းသူနောက်ဆုံးကစားခဲ့တဲ့ပွဲဆိုမှာ Club Brugge အသင်းကိုဒါ Belgian Club ပေါ့နော်ဒီ Club အသင်းကို၄ဂိုးဂိုးမရှိဆိုတော့ရလက်နဲ့အနိုင်ရရှိအောင်ဆွမ်းဆောင်ပြထားနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒါ Vansan Comedy ရဲ့ဒါဘိုင်းမြူနစ်အသင်းကသူ့ရဲ့လိပိုင်ပွဲတွေမှာရောဒါသူ့ရဲ့ဂျာမန်ဘွန်ဒက်စ်လိကာလိပိုင်ပွဲတွေမှာရောဒီ ဒီ Champions League ပွဲစဉ်ဒီမှာပါလော W Series တွေကိုရအောင်ဖန်တီးပေးထားနိုင်တော့ဒီ PSG အသင်းနဲ့ပြိုင်ပွဲမှာဘလောက်ထိလုံပြနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ဖို့လိုအပ်တယ်တစ်ဖက်ကကျွန်တော်တို့က Louis Enrique တွေ့နေတဲ့ PSG အသင်းကသူရဲ့လိပြန်ပွဲမှာတော့ကျွန်တော်တို့ကတေကြလိုက်နိုင်လိုက်ရှုံးဖို့တော့မရှိဘူးတေကြသွားလိုက်နိုင်သွားလိုက်မထင်မထင်လို့ကျွန်တော်တို့ကစမ်းသပ်နေတဲ့အနေအထားမှာ ဒီဘိုင်မြူနစ်အတင်းနဲ့ကစားမယ်ပွဲစဉ်တော်တော်လေးကိုကြည့်ကောင်းမယ်ပွဲစဉ်ဒီပွဲလို့တော်နေတဲ့အထင်မြင်သုံးသပ်ချင်တယ်ဒီပွဲစဉ်ကိုဒါ PSG အတင်းရဲ့အိမ်ခွင်းမှာဗောနော်ဒါတော့ပါရီမီမှာကစားရမှာဖြစ်ပြီးတော့အရန်မှအရန်ကိုကြည့်ကောင်းမယ်ပွဲစဉ်ဒီပွဲဖြစ်လာမယ်လို့တော်နေတဲ့အထင်မြင်သုံးသပ်မိပြီးတော့နှစ်သိန်းလောက်တိုက်ဆက်ဖို့နေသားပါဗျာသိရမလားအဲအကြောင်းမလို့အနည်းဆုံးတစ်ဖက်ကိုနှစ်ကိုးစီလောက်တွင်းယူသွားမယ်ပွဲစဉ်ဒီပွဲလို့တော်နေတဲ့ခံမှန်းသုံးသပ်ချင်ပါတယ်နောက်ဆုံးပွဲစဉ်ဒီပွဲအနေနဲ့ Tottenham Hotspur အတင်းနဲ့ဒါ Copenhagen အတင်းတွေပွဲစဉ်ပဲဖြစ်ပါတယ် တော့ဒီ Thomas Frank ရဲ့ Tottenham Hotspur အသင်းနေနေပေါ့နော်ကျွန်တော်ဒါအဲနောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်နှစ်ပွဲစတိုက်ကိုရှုံးနေထားတယ်ကျွန်တော်တို့ Chelsea အသင်းကိုတကူကူမရှိဆိုတော့ရလတ်နဲ့ရှုံးနေထားပြီးတော့ Newcastle အသင်းကိုနှစ်ကူကူမရှိဆိုတော့ရလတ်နဲ့ရှုံးနေထားတယ်အဲတစ်ဖက်က Champions League ပြိုင်ပွဲမှာလည်းကျွန်တော်တို့ဒါနောက်ဆုံးကစားခဲ့တဲ့ Monaco အသင်းကိုဂိုးမရှိသေးရလတ်ထွက်ပေါ်ထားခဲ့ပြီးတော့ဒါ Bodo Glimt အသင်းကိုလည်းနှစ်ကူနှစ်ကူဆိုတဲ့ရလတ်နဲ့တေထွက်ထားတယ်ဆိုတော့တေရလတ်တွေထွက်ပေါ်နေတဲ့ဒါ Thomas Frank ရဲ့ တော်တင်ဟော့စပါတင်းနေတဲ့ဒီပွဲစဉ်မှာတော့မဖြစ်မနေအနိုင်၃မှတ်ကိုရယူဖို့လိုအပ်နေပြီလို့ကျွန်တော်နေထင်မှတ်သက်မိရဲ့တစ်ဖက်ကကိုပင်ဟင်ကင်အသင်းကတော့အရင်ကောင်းလာတယ်လို့လည်းမဟုတ်ဘူးဗျနော်သူနောက်ဆုံးကစားခဲ့တဲ့ဒါဘရိရှာဒေါမွန်အတင်းနဲ့ပွဲစဉ်ပေါ့နော်ဒါချန်ပီယံစ်လိပွဲစဉ်မှာလေးဂိုးနှစ်ဂိုးဆိုရရလနဲ့ရှုံးနေထားပြီးတော့အဲ့မတိုင်ခင်တော့ကလေကွာတာဘက်အတင်းကိုနှစ်ဂိုးဂိုးမရှိဆိုရရလနဲ့ရှုံးနေထားတယ် ဆိုတော့ Copenhagen အသင်းကတော့ဒါဘယ်လိုပြောမလဲအိမ်ပြေးလို့ဖြစ်နေရပါဗျာဒီအသင်းစီကနေပြီးတော့ဒါ Thomas Frank အနေနဲ့တေချာပေါ့ရမှတ်သုံးမှတ်ကိုရယူနိုင်မှသာဒါနောက်ဆက်နေကိုတတ်ဖို့အတွက်အခွင့်အရေးတစ်ခုကိုဖန်တီးနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်ချက်နဲ့ဆိုတော့ကျွန်တော်တို့ဒါဒီကနေ့ညမှာကစားမယ်ပွဲစဉ်တွေအများများတယ်နော်ဒါ Champions League ပွဲစဉ်၉ပွဲထိတော့ရှင်းမယ်ကစားမှာဆိုတော့ကျွန်တော်အနေနဲ့ဗီဒီယိုအရှိကြီးပဲပြောလိုက်ရတယ်မြင်မြင်ဒါမြင်မြင်ပြောနေရပါဘောနော်ဒါကျွန်တော်ပုံမှန်ပြောနေစပီနဲ့မဟုတ်ဘူးဒါအမြန်ပြောနေတာ ဆိုတော့ဒီပွဲစဉ်၉ပွဲမှာပေါ့နော်ဒါပရိသတ်တွေတေချာပေါက်ကြည့်မယ်လို့ယူဆထားတဲ့ပွဲစဉ်တွေဘယ်နှပွဲရှိလဲနော်အကုန်လုံးတော့တကယ်နဲ့ကြည့်နိုင်မှာတော့မဟုတ်ဘူးဆိုတော့ဘယ်ပွဲတွေရောပရိသတ်တွေရဲ့စိတ်ဝင်စားမှုအမြင်ဆုံးနေရာမှာရှိနေမယ်လို့ထင်လဲကိုယ်ရောဘယ်အသင်းတွေကိုအနိုင်ရရှိမယ်လို့ထင်ပြီးရဘယ်အသင်းရဲ့ဘယ်ပွဲစဉ်တွေကိုဥမာဒါလီဗာပူးအသင်းနဲ့ရီယယ်မက်ဒရစ်တို့ဒါ PSG နဲ့ဘိုင်ယန်မြူးနဲ့အခြားဒီပွဲစဉ်တွေမှာရောတွင်းကိုတွေဘယ်လောက်ထိရမယ်လို့ခံမှန်းမိလဲဘယ်သူတွေဂိုးသွင်းရမယ်လို့ခံမှန်းမိလဲဘယ်သူတွေအနိုင်ရရှိသွားမယ်လို့ဒါ သုံးသပ်မိတယ်။ကိုယ့်ရဲ့အမြင်တွေကိုလည်း common box လောက်ဝင်အောင်စုနေပြတော့မြတ်တရရခင်ရှင်နေပဲနောက်ထပ် video တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့။